်မင်္ဂလာပါရှင်ခေတ်သစ်တရင်ထောင်းနိုင်နောက်ဆုံးရသတင်းများကိုဆက်လက်တင်ဆက်ပေးပါမယ်ရှင်ဒီခုခါတင်ဆက်ပေးမယ့်သတင်းကတော့ဆန်ရှင်စီးပွားရေးပိတ်ဆို့ခံရရင် software များအင်အားစုစည်းမှုပုံမရရှိစေဟုမင်းအိုင်မောင်ရင်ပြောဆိုခဲ့မှုသတင်းစာပြင်ဆင်ချက်ထရရသည့်အပြင်သတင်းရုပ်သံဗီဒီယိုများအားလုံးကိုပြင်ဆင်တိဖြတ်ခိုင်းဆိုတဲ့သတင်းပဲဖြစ်ပါရဲ့ရှင်။ အကြမ်းဖက်ဆက်ကောင်ဆောင်မယောင်လိုင်းကဘယ်လာရုစ်နိုင်ငံရောက်ရှိစဉ်ပြုလုပ်ခဲ့သောသတင်းစာရှင်းလင်းပွဲတွင်ဆန်ရှင်စီးပွားရေးပိတ်ဆို့ခံရရင်ဆော့ဖ်ဝဲများအင်အားစုစည်းမှုပုံမရရှိစေဦးမှိုင်းပြောဆိုခဲ့မှုပေါ်ဆက်ကောင်စီးပိုင်းသတင်းစာများတွင်ပြင်ဆင်ချက်ထည့်သွင်းရသည့်အပြင်သတင်းရုပ်သံဗီဒီယိုများအားလုံးတွင်လည်းပြန်လည်ပြင်ဆင်တိပြက်ခိုင်းကြောင်းသိရှိရပါသေးချိန်မက်ရှလ9ရက်နေ့ဘယ်လာရုစ်နိုင်ငံတွင်ပြုလုပ်သောသတင်းစာရှင်းလင်းပွဲတွင်မယောင်လိုင်းကဆန်ရှင်လုတ်တယ်ဆိုလို့ရှိရင်ဆန်ရှင်လုတ်ခေါ်တဲ့အဖွဲ့အစည်းတွေစွန့်ကျင်ဘက်အဖွဲ့အစည်းတွေကအတိုက်ခိုက်ခံရတဲ့ဆော့ဖ်ဝဲတွေက ာအင်အားစုစည်းမှုကိုပုံမရရှိစေပြီးတော့မှပြိုင်ဆိုင်မှုတွေကိုပြင်းထန်လာစေမယ်ဆိုတာကိုလည်းသတိပြုစေလိုပါတယ်ဟုမင်းအောင်လိုင်ကအမှောင်ရင်ပြောဆိုခဲ့ခြင်းဖြစ်ပါတယ်။ရဲမှောင်ရင်ပြောဆိုမှုကိုမက်လ9ရက်နေ့ထုတ်သတင်းစာများတွင်အမှားပြင်ဆင်ချက်ဖြင့် software ဆိုသောစကားလုံးကိုဖြုတ်ပေးပြင်ဆင်ဖက်ရှူပါရင်ထည့်သွင်းဖော်ပြသည်ဖြင့်ရုံမြင့်တန်ကြားသတင်းများအားလုံးနှင့် Telegram နှင့်တင်ထားသည့်မင်းအောင်လိုင်သတင်းစာရှင်းလင်းပွဲဗီဒီယိုများအားလုံးကိုပြန်လည်ပြင်ဆင်တိကျရထုတ်လင့်ခိုင်းခဲ့ရကြောင်းသိရှိရပါတယ်ရှင်။ တက်ချုပ်ကပေးတဲ့မိန်ကုံအတိုင်းပဲသတင်းစာနဲ့ MRTV မှာဖော်ပြတာပါ။မူရင်းမိန်ကုံမှာကိုမှားရွေးနေကြတာပါ။သတင်းစာမှာအမားပြင်ဆင်ချက်ထည့်တဲ့ပြင် Telegram Video တွေကိုလည်းပြန်လည်ပြင်ဆင်တိဖြက်ပြီးတင်ရပါတယ်ဟုရန်ကုန်ခေတ်သစ်သတင်းရှင်မြစ်ကရှင်းပြသည်။မင်းအောင်လိုင်းက Sanction CY ပိတ်ဆို့မှုနဲ့ Computer Software ကွဲပြားဌာနတော်အတိတ်ပဲနဲ့အင်္ဂလိပ်စာအသုံးအနှုန်းကိုနားမလဲပဲထင်ရမြင်ရပြောဆိုရမှာမှားရင်သာခဲ့ခြင်းဖြစ်ကြောင်းရန်ကုန်ခေတ်သစ်သတင်းရှင်မြစ်ကဆိုပါရရှင်။အစမ်းဖက်စေကောင်းဆောင်မင်းအောင်လိုင်းကမက်လာ 3ရက်နေ့မှာမတ်လ9ရက်နေ့အထိရုရှားကောင်းဆောင်ပုတ်တင်ဘယ်လာရုစ်သမရာတွေနဲ့တွေ့ရတွေ့ဆုံခဲ့ပြီးရှမန်နေနေပြည်တော်သို့ပြန်လည်ရောက်ရှိလာခဲ့သည် ဆလတ်တင်ဆက်ပေးမယ့်တဲ့ရင်အကြောင်းအရာကတော့လာရှိုးတိုင်းသုံးမိရတာဆက်ကောင်းပြင်စေယုံနဲ့နန်းစီဒီယန်ဝန်ထမ်းများကစီကလန်ရချေအပါဝင်တန်တဲ့ပစ္စည်းများအလုံးကိုခိုးယူရောင်းစားမှုစီစစ်တွေ့ရှိရဆွေးနွေးတဲ့မယ့်ဖြစ်ပါရခြင်း။ရမ်းမြင့်နယ်ခြေဆိုင်လာရှိုးတိုင်းသုံးမိရတာဆက်ကောင်းပြင်စေယုံနဲ့နန်းစီဒီယန်ဝန်ထမ်းများကစီကလန်313ကလန်အပါဝင်တန်တဲ့ပစ္စည်းများအလုံးကိုခိုးယူရောင်းစားမှုဖြစ်ပွားကြောင်းမြမမိရတာစီဒီယန်တရင်ရင်မြစ်ကရန်ကုန်ခေတ္တတရင်ဌာနထံသို့ပြောဆိုသည်။ ရှမန်နီမက်လာကိုရဲနီလာရှိုတိုင်တော်ဆက်ကောင်မြင့်စက်ယုံတို့တော်လင်းတက်ဖွဲ့ဝင်များနဲ့မိရတာစီရီယံဝန်ထမ်းများကဝင်ရောက်စစ်ဆေးခဲ့ကြောင်းချို့သို့စစ်ဆေးမှုအတွင်ဆက်ကောင်မြင့်စက်ယုံအတွင်ရှိစီကလန်313ကလန်ပါဝင်ပစ္စည်းများအလုံးပျောက်ဆုံးနေခြင်းဖြစ်ကြောင်းသိရှိရပါတယ်ရှင်။ယင်းစက်ယုံနဲ့နန်းစီရီယံဝန်ထမ်းများကစက်ယုံအတွင်ရှိဌာနပိုင်းပစ္စည်းများလုပ်ငန်းသုံးဆက်ပစ္စည်းများဆက်ကောင်ရန်ပစ္စည်းများတွဲရန်ပစ္စည်းအကုန်လုံးကိုခိုးယူသွားပြီးဆက်ကောင်အမှတ် DF 20A0 အထယ်ပိုင်းရှိစီတိုင်ကြီးထဲမှာစီကလန်300 133ကားလမ်းတို့ကိုခိုးယူရောင်းဆောင်မှုများလှုပ်ဆောင်ခဲ့ကြောင်းသိရှိရပါတယ်။ထို့အပြင်စကောင်းမြင့်စယုံတွင်ရှိတန်းနေပစ္စည်းများအလုံးအပါအဝင်ဗရိတ်တုံများမီဘလက်ခုံများပါမကျန်ပစ္စည်းအလုံးကိုခိုးယူသွားကြောင်းနန်းစီဒီယံဝန်ထမ်းများခိုးယူရောင်းဆောင်သွားသောပစ္စည်းအလုံးကိုတော်လင်းတပ်ဖွဲ့ဝင်များနဲ့မြေထားစီဒီယံဝန်ထမ်းများကအမှတ်တမ်းတင်ထားပြီးအရေးယူမှုများဆက်လက်လှုပ်ဆောင်နိုင်ရန်သက်ဆိုင်ရာကိုတင်ပြမှုများဆက်လက်လှုပ်ဆောင်သွားမည်ဖြစ်ကြောင်းသိရှိရပါတယ်ရှင်။ ကိုရဲနေ့ကတိုင်းသုံးလာရှုဆက်ကောင်းပြင်ဆက်ယုံကိုတွားရောက်ဆက်စီခဲ့တာပါဆက်ယုံနေကဌာနပိုင်ပစ္စည်းအားလုံးကိုနန်းစီရံဝန်ထမ်းတွေကခိုးယူသွားတာပါတန်တဲ့ပစ္စည်းတွေရောအကုန်ယူသွားကြတယ်ဘရိတ်တုံးတွေမီပလက်ခုံတွေကစဖာမကိုမကြံတော့ဘူးဆက်ကောင်းအမှတ် DF20 AC ကိုအထဲပိုင်းစီတိုင်ကြီးတွေကစီကံလန်313ကံလန်လည်းမရှိတော့ဘူးနန်းစီရံတွေတော်တော်ဆိုရဲဒီကောင်တွေအကုန်လုံးကိုမှတ်ထားပြီးတော်လင်းပြီးရဲ့အေးယူနိုင်မှုသက်ဆိုင်ရာလူကြီးတွေလုပ်ပေးဖို့တောင်းဆိုမယ်ဟုမြေတားစီရံဝန်ထမ်းတအူးကပြောဆိုသည် ရုပ်လက်ထောက်လုံးစုံရေးဝန်ကြီးနေပြည်တော်ရင်စက်ကောင်စီနဲ့တွေ့ဆုံပြီးအွန်လိုင်းငွေလိမ်လည်မှုများကိုနှိမ်နှင်းရေးဆွေးနွေးရှေးကုတ်ကိုမှ BGF ကခေါ်ဆောင်လာသောလူကုန်ကူးခံရသည့်တရုတ်200ဦးကိုစက်ကောင်စီကစီစဉ်ရှေးကုတ်ကိုတွင်ဒုတိယနေ့ဖြစ် BGF ကလူကုန်ကူးခံရသူများကိုဆက်လက်ရှာဖွေဆွေးနွေးတင်ဆက်ပေးပါမယ်ရှင် တရုတ်လက်ထောက်ပြည်သူလုံခြုံရေးဝန်ကြီးမစ္စတာလျိုကျောင်းရီမှနေပြည်တော်သို့ရောက်ရှိပြီးစစ်ကောင်စီနှင့်တွေ့ဆုံကအွန်လိုင်းငွေလိမ်လည်မှုများကိုနှိမ်နင်းရင်းယမန်နေ့ဆွေးနွေးကြောင်းစစ်ကောင်စီရသတင်းထုတ်ပြန်သည် ။တရုတ်နိုင်ငံကအွန်လိုင်းအသုံးပြုလုံခြုံရေးမှုများနဲ့ဆက်သွယ်ရေးလိမ့်လည်မှုများပါဝင်နေဆက်ဖြတ်ကျော်မှုခွဲများကိုနှစ်နိုင်ငံတာစီအေဒီကဆွေးနွေးကြ။နှစ်နိုင်ငံသားကရင်ပြည်နယ်မြို့ရီမြို့တွင်အွန်လိုင်းလိမ့်လည်မှုများအွန်လိုင်းလုံခြုံရေးမှုတိုက်ဖြတ်ရေးများရီနယ်မြေတွင်တရားမဝင်ရောက်ရှိနေသောနိုင်ငံသားများကိုပြည်နှင်နိုင်ရေးဆောင်ရွက်ရေးတရုတ်နိုင်ငံမှအလို့ရှိသောတရားခံပြည်များနဲ့ပတ်သက်၍ဖမ်းဆီးရရှိမှုနဲ့ပြန်လည်လွှဲပြောင်းမှုများဆွေးနွေးကြောင်းစစ်တေးသတင်းထုတ်ပြန်ချက်ရသည်။ ထို့ပြင်တရုတ်မြန်မာထိုင်းသုံးနိုင်ငံကြားအစိုးရမြအရာရှိစီများအစည်းအဝေးကျင်းပပြုလုပ်နိုင်ရတယ်လို့ဆွေးနွေးခဲ့ကြကြောင်းသိရှိရသည်ရှင်နေခင်းပြင်းနဲ့မြောက်ရီမြို့နယ်ရွှေကုတ်ကိုမြို့ရင်းစကောင်စီလောက်ခံ BGF များကဒုတိယနေ့ဖြစ်လူကုန်ကိုခံရသူများကိုဆက်လက်ရှာဖွေနေပြီးဟိုတယ်တဲခိုကန် KTV နဲ့စားသောက်ဆိုင်များကိုလည်း BGF ကပိုက်စိတ်တိုက်စစ်ဆေးလျက်ရှိကြောင်းရွှေကုတ်ကိုမြို့မှမြန်မာအလုပ်သမားတချို့ကရှင်းလင်းပြောဆိုသည် ။ဒီနေ့လည်းဗီဂျက်တွေဝင်ပြီးစစ်ဆေးနေတယ်။ကားတွေနဲ့တရုတ်တွေတော်တော်များများကုန်ဆွဲတင်နေတာ။ဒီနေ့တော့အစစ်ကားကြီးတွေအများကြီးပါလာတဲ့ဟုရွှေကုန်းကမြန်မာအလုပ်သမားတို့ကဆိုသည်။ရှမန်နေရှိကုတ်ကိုမှ BGF ကဖမ်းဆီးခဲ့သောနိုင်ငံသားများအနက်မှတရုတ်နိုင်ငံသား၂၀၀ကိုစစ်ကောင်စီကစီစဲလျက်ရှိပြီးတရုတ်နိုင်ငံသို့ပြန်လည်လွှဲပြောင်းနိုင်ရေးစစ်ကောင်စီကစီစဉ်လျက်ရှိကြောင်းစစ်တပ်ကသတင်းထုတ်ပြန်သည် စစ်တပ်နေပြင်းမြောက်ရီမြို့နယ်ရွှေကုတ်ကိုနေပြင်းတွင်ဒုစရိုက်မှုများကိုကျူးလွန်ခဲ့ကြသောပြည်ပနိုင်ငံသားများကိုအမြန်ဆုံးစစ်ဆေးဖော်ထုတ်သွားမည်ဟုကြေညာထားသည်။ဆလတ်တင်ဆက်ပေးမယ့်သတင်းကတော့ဗမော်မြို့ရှိစစ်ကောင်စီစစ်တပ်ကို KIA ပူးပေါင်းတပ်သိမ်းပိုက်ထားသောသတင်းရင်းမြစ်ပြောဆွဲသတင်းပဲဖြစ်ပါရှင်။ကချင်ပြည်နယ်တပ်မတော် KIA ကမြို့သိမ်းစစ်စင်ရေးဖို့ဆောင်နေသည့်ဗမော်မျိုးရှိစစ်ကောင်စီစစ်တပ်ကိုတင်ပိုက်ရရှိထားကြောင်းကချင်စစ်ရေးသင်းရင်းမြစ်ကဖေဖော်ဝါရီ14ရက်ညပိုင်းတွင်ပြောသည် ပမော်မျိုးရှိစစ်ကောင်စီစေတက်ကြပြီးဟုစစ်ကောင်စီဝါရဖြန့် Telegram နဲ့ယမန်နေကရေးသားထားရာကချင်တရင်ရင်းမြစ်ကပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကတင်ရထားခြင်းဖြစ်ကြောင်းပြောပြသည် ်ဗမော်ရင်အမှတ်၁၁စစ်မြေပြင်စစ်တပ်ရင်မဆာယ၁၁တီရှိသည်အခုဗမော်ဘက်မှချိုးနေရတဲ့တိန်းနာတယ်သို့တော်လေသူကအတန်မထွက်ဘူးအတန်မထွက်ဘူးဆိုတာကထွက်လို့မရလို့မထွက်ဘူးအဲ့ဒါပြောလိုက်တာနဲ့လေရင်ကတန်လာတယ်ဘာဖြစ်လို့လဲဆိုတော့ဘယ်နေရာမှာပါရှိရဆိုတာသူတို့ကကိုယ့်ချက်ပိုသိတာပေါ့အဲ့ဒါတိန်းနာနှစ်ရက်လောက်ရှိပြီသို့တော်ညာလေတရင်မထုတ်ပြန်ဘူးလေရင်ကခဏခဏလာတယ်ပြီးတော့ဒရုန်းတွေရောကချင်စီရေးတရင်ရင်မြက်ကပြောသည် စစ်ကောင်စီကဗမော်မြို့ကိုလေးချောင်းပြင်းထန်တိုက်ခိုက်မှုများလှုပ်ဆောင်လျက်ရှိရာဖေဖော်ဝါရီ23ရက်နေ့နက်ကလေးချောင်းတိုက်ခိုက်မှုအလွန်ပြင်းထန်ခဲ့သည်ဟုပြောသည်။ KIA ကဗမော်စစ်တပ်ကိုတင်ရပြီးဆိုသည့်သတင်းနှင့်ပတ်သက်၍ KIA သတင်းပြန်ကြားရေးဌာနတာဝန်ခံဗမော်ကြီးနော်ဦးရန်ဆက်သွယ်မေးပြန်ထားဆဲဖြစ်သည်။ KIA သည်ဖေဖော်ဝါရီဒုတိယပတ်အတွင်းကဗမော်အခြေဆိုင်9014တင်ကတရင်ကိုတင်ပိုင်နိုင်ခဲ့တော့လေလေဆောင်ရန်ကြောင့်အဆိုပါတရင်တင်ပိုင်မှုကိုရန်နေငယ်ကြမှာကချင်တရင်ရင်းမြစ်တို့ကအတီးပေးခဲ့ပါရဲ့ရှင် ။ဗမာမျိုးရင်အမှန်27ဆက်စရင်ကုတ်ကဲမှုဌာနချုပ်ပါဝင်စစ်ကောင်းစီတည်ရင်ဌာနချုပ်15ခုခန့်ရှိရာအမှတ်9000ဆောက်တန်ချက်ကတည်ရင်အမှတ်366အမြောက်တည်ရင်စစ်ဘက်ရေရလုံးချုပ်ရစ်တခလရ236တပ်ဆွေရနေရာချိုးဗမာမျိုးလီရင်ဝင်းတို့ကိုတင်ပိုက်ထားပြီးမျိုးရီယာအများစုကိုလည်းရှင်းလင်းထိန်းချုပ်ထားပြီးဖြစ်သည်။ စကားက27ကိုသိမ်းပိုင်နိုင်ရင်ပြင်းထန်ထိုးစစ်ဆင်နေပြီးတိုက်ပွဲများပြင်းထန်ကနှစ်ဖက်ထိခိုက်ကြဆုံးမှုများရှိခဲ့သည်ဟုကချင်တရင်ရင်းမြစ်တချို့ကအသိပေးထားပါရဲ့ရှင်။